မင်္ဂလာပါရှင်ကျမသတင်းတင်ဆက်သူနန်းစုပန်ခမ်းပါကရင်ပြည်နယ်မြဝတီဒေသအတွင်းကအွန်လိုင်းငွေလိပ်ကိုင်းနိုင်နေမှုကိုလှုံ့ဆော်ခဲ့တာတောက်လာနေမှရှိခဲ့ပါပြီဒီမိုကရေစီကရင်အကျိုးပြုတမတော် DKB အနေနဲ့ထိုင်းမြန်မာနယ်ဆက်ကြောက်ခဲ့ဒေသအပါအဝင်သူတို့ထိတ်ချုပ်နေမြေထဲကကြားဖြန့်လောက်သား440ကျော်ကိုကယ်ထုတ်ထိတ်သိမ်းခဲ့ပါတယ်အဲ့ဒီထက်ကထဲဝက်ကျော်ကိုတော့နယ်ဆက်ဒေသတွေနဲ့ချစ်ကြည်ရေးတံတားတွေကတင်ထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးခဲ့ပါတယ် ်ပထမဆုံးအနေနဲ့အခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာနိုင်ငံပေါင်း30က260ဦးကိုကြောက်ခတ်ဒေသ၄ခိတ်ကနေတဆင့်လွဲပြောင်းပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာလွဲပြောင်းမှုအစီအစဉ်တွေဟာစက်ကောင်စီနဲ့ဆွေးနွေးခဲ့ရာကတဆင့်ကြန့်ကြာခဲ့တာပါ။ဒီလိုကြန့်ကြာနေတဲ့အပေါ်နေရပြန်ဖို့စောင့်ဆိုင်းနေတဲ့ထိတ်သိမ်းခံထားရတဲ့အကြပြန်လုံသားတွေဟာဧပြီလ23ရက်နေ့မှာ DKBA ဒေသအတွင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့အခုလ18ရက်နေ့မှာ ကြားဖြတ်ငွေလိတ်ခိုင်းကနိုင်ငံသား289ဦးကိုထိတ်သိမ်းထားတဲ့နေရာတွေကနေမြဝတီမြို့နယ်အာကစားကွင်းကိုရွှေ့ပြောင်းပေးခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ရွှေ့ပြောင်းထားတဲ့သူတွေကိုမြန်မာအာဏာပိုင်တွေကစစ်စစ်မင်းမြန်မှုတွေလှုပ်ဆောင်နေပြီးတော့တပ်ဆိုင်ရာနိုင်ငံအလိုက်ပြန်လည်ပို့ဆောင်ဖို့ဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်ရှင်။